ဘရိန်းနဲ့ရင်ရွေးချယ်ရခက်ခဲနေမယ်အော်တိုဝါလာအတွက် United ရဲ့တလားတာအကောင်းဆုံးကစားမစုဘရိန်းနဲ့တော့မင်္ဂလာပါဗျာ Manchester Force ဆောင်ကနေပြီးတော့ပြန်လည်ကြိုးလိုက်ပါရင်2025အော်တိုဝါလာကတော့ United အတွက်အလဲပြောင်းတစ်ခုဖြစ်ခဲ့ပါရင် Emery လက်ထဲရောက်ရှိခဲ့ပြီးနောက် United ကပထမဆုံးအကြိမ် Premier League ပွဲ၃ပွဲဆက်တိုက်နိုင်ရရှိခဲ့တာပါဆာလန်ကို2-0နဲ့နိုင်တယ်လီဗာပူးကို FA မှာ2-1နဲ့ချိန်တယ်နောက်ဆုံးပွဲမှာကောင်းလာပါတယ်ဆိုတော့ Brighton ကို4-2နဲ့ထက်ချိန်ပြတယ်တောင်းပွဲစလုံးမှာ United အစွမ်းဆောင်ရေကတော်လေးကိုကောင်းမွန်ခဲ့တာပါ အခုအော်တိုဘာလကုန်တော်မှာဖြစ်လို့ United ကအလားစင်ပေးရတဲ့တလားတာအကောင်းဆုံးစားမဆုအတွက်စကားရင်းလေးဦးစင်းထွက်လာခဲ့ပါပြီ။ Brian Ambumo မှာတရက်ကွန်ညာ Sunny Lesman နဲ့မာတီယက် Delist တို့လေးဦးကစကားရင်းစင်းနဲ့ပါဝင်လာခဲ့ပါတယ်။လေးဦးစလုံးရဲ့ဆွမ်းဆောင်ရည်ကတော်လေးကိုကောင်းမွန်ခဲ့တဲ့အတွက်ဘသူကဆုရဖို့ထိုက်တယ်လဲဆိုတာဆုံးဖြတ်ရတကယ်ကိုခက်ခဲပါတယ်။ဒီနေ့ဗီဒီယိုမှာတော့ဘသူကဆုရဖို့ပို့ပြီးတော့အလေးတာတွေဆိုတာနဲ့ပတ်သက်လို့ဒူးချင်းဆွမ်းဆောင်ရည်ကိုအချင်းမြပြန်လည်သုံးသပ်ကြည့်သွားပါမယ်။ဒါမဲ့တဲ့ Brian Ambumo Ryan Ambumo ကဒီနေရာဒီမှာမှာ Brandford ကနေရောက်လာခဲ့တာပါ။အော်တိုဘာလမှာကစားခဲ့ရတဲ့၃ပွဲစလုံးမှာအဓိကကစားမအဖြစ်ပွဲထွက်ကစားပေးခဲ့ပါရင်ဒီ၃ပွဲမှာ Ambumo က၃ဂိုးသွင်းပြီးဖန်တီးမှုတစ်ချိန်ပြုလုပ်ပေးနိုင်ခဲ့ပါရင်ဒီပေါင်းနဲ့ပွဲမှာပွဲအစတမနေအတွင်းဂိုးသွင်းယူနိုင်ခဲ့ပြီး Brighton နဲ့ပွဲမှာ၂ဂိုးသွင်းကောင်း United ရဲ့နိုင်ပွဲအတွက်အဓိကကျခဲ့ပါရင်သူရဲ့လင်းမြန်တဲ့ရွေးလျားမှုနေရာလုံးရှာဖွေနိုင်စွမ်းတိကျပြီးအားကောင်းတဲ့အဆုံးသတ်စွမ်းရည်က United အတိုင်းစစ်ကိုအသက်သွင်းပေးခဲ့ပါရင်နံပါတ်၄မာတီယက်ကွန်ညာကွန်ညာကလည်းဒီနေ့မှာမှဦးကနေပြောင်းရွှေ့လာခဲ့ပြီး Ambumo လိုမျိုး United အတွက်အားကိုးရတဲ့ကစားသမားတစ်ယောက်ဖြစ်နေခဲ့တာပါ ောက်တိုဘာလထဲမှာတော့ဂျန်ယာပဒနာအကြောင်းတပွဲလွဲချော်ခဲ့ရပါရင်အောက်တိုဘာလထဲမှာကွန်ညာကောင်အတွင်းကိုတကွနဲ့ဂေါဖန်နေမှုတစ်ချိန်ပြုလုပ်ပေးနိုင်ခဲ့ပါရင်လေပေါင်းနဲ့ပွဲချီကုမတင်နိုင်ခဲ့ပေမဲ့ဒီပွဲမှာပြသခဲ့တဲ့သူ့ရဲ့ဘောလုံးစကိတ်ပါရမီလင်းမြန်မှုဘောလုံးကန်ကစားနိုင်စွမ်းတွေက United ရဲ့တံမြန်တိုင်းစစ်ကိုအားကောင်းစေခဲ့ပါရင်သူ့ရဲ့ခွန်အားနဲ့ပြားရုံးအားတွေကအတော်လေးကိုကောင်းမွန်ပြီး United တိုင်းစစ်ကိုပို့ပြီးတော့အသက်ဝင်လာစေခဲ့ပါရင်နံပါတ်3 Sunny Lesman အောက်တိုဘာလထဲမှာ United က3ပွဲအနိုင်ရရှိခဲ့ရမှာ Lesman က3ပွဲစလုံးကိုပွဲထွက်ပေါင်းကစားခဲ့ပါရင် ။သူရဲ့တူနေနဲ့လွန်ဆန်းနေကြောင်း United ခံစစ်ကဖုန်းလူကိုရှင်အွန်နာနာတို့လုံးကလိုမပေးတဲ့ကောတွေပေးနေရတာမျိုးမရှိတော့ပါဘူး။ဒါကြောင့်အသင်းက Twin နဲ့ကောတွေကအဖက်တင်ခဲ့ပြီး United ကစားမတွေရဲ့ယုံကြည်မှုကိုပါဆွဲတင်ပေးနိုင်ခဲ့လို့ဆိုရမှာပါ။ဒီတော့ဝက်ပေါင်းကိုလက်စမန်ကဂိုးပေါက်ကာကွယ်မှု၁၀ကျင်းကျော်ပြုလုပ်ပေးနိုင်ခဲ့ပြီးပြန်မဲ့အပိုင်ကန်ချက်တွေကိုကာကွယ်နိုင်ခဲ့တာကလည်းအများကြီးပါဝင်ခဲ့ပါရင်ဆန်းတဲ့ပွဲမှာရှာကလက်ပေါင်းတဲ့ပွဲမှာအီဆန်တို့ရဲ့ကန်သွင်းချက်တွေကဂိုးဝင်နိုင်တဲ့ကန်ချက်တွေဖြစ်ခဲ့ပြီးလက်စမန်ကတည်တည်ငြိမ်နဲ့ကာကွယ်နိုင်ခဲ့ပါရင်နံပါတ်၄မာတီယက်တီလက်ဒီလက်က United နောက်ကျန်းကိုအဓိကဦးဆောင်တဲ့ကစားမတစ်ယောက်ဖြစ်နေပါရင် အော်တိုဝါလာထဲမှာကစားခဲ့တဲ့ပွဲသုံးပွဲမှာဒီလစ်ကရှော့တို့ဖျက်တမှု၅ချိန်ကြားဖျက်လို့မူ၄ချိန်ရှိခဲ့ပါတယ်။ဒီလစ်ကအမြင်ဘောနဲ့အားကောင်းတယ်လို့ဘောလုံးကိုင်ကစားရမှလည်းတည်ငြိမ်မှုရှိပါတယ်။အတင်းရဲ့အောက်ပွဲတွေမှာသူ့ရဲ့ပံ့ပိုးပါဝင်မှုကမရှိမဖြစ်ပြောစရာအချက်ဖြစ်နေပါတယ်။စကားထဲမှာပါတဲ့ကစားမတွေကနေရာလိုက်မတူညီတဲ့တာဝန်ယူမှုတွေရှိကြပါတယ်။ဒါကြောင့်ဘသူကဆူရတဲ့နေဆိုတာကိုယ့်ရဲ့အမြင်ပေါ်မှာပဲမူကြည့်ပါပါ။ဂေါ်တင်မှုနဲ့တိုင်းစင်စွမ်းရည်ကိုဦးစားပေးမယ်ဆိုရင် Brian Ambu မို့ဓမ္မမို့မာတရကွန်ညာတို့ကပို့ပြီးတော့ထင်ရှားတဲ့စွမ်းဆောင်မှုတွေရှိပါတယ်။ဒီကစားမနှစ်ဦးဟာပွဲကိုအဆုံးဖြတ်ပေးနိုင်ဆုံးသောနေရာတွေမှာပေါ်လင်းတက်ကြပါတယ်။ အသင်းရဲ့အင်အားနဲ့တည်ငြိမ်မှုကိုသဘောကျတယ်ဆိုရင်တော့မာတီးယက်ဒီလေးရဲ့အတွေ့အကြုံနဲ့ခေါင်းဆောင်မှုကပို့ပြီးတော့အေးပါနေပါလိမ့်မယ်။ကမ္ဘာကာကွယ်မှုစွမ်းဆောင်ရင်ကဒီကကျတယ်ဆိုရင်ဆန်နီလန်စမန်ရဲ့ဂိုးကာကွယ်စုဆွမ်းရင်ကအတော်လေးကိုတန်ဖိုးရှိပါရင်ဒီစကားနဲ့လေးဦးထဲမှာဆွေးရဖို့အတွက်မာတီးယက်ကွန်ရနဲ့ဘရိုင်ယန်အမ်မိုတို့ကပို့ပြီးတော့ရေးပန်းစားမယ်လို့မြင်မိပါရင်အမ်မိုရဖို့များသွားကြမှာအစောနေ့ကြီးစုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူပဲတင်ရှိပါရခင်ဗျာ။